ရန်ကုန်မြို့ဗဟန်းမြို့နယ်ဗိုလ်ချုပ်ပြတိုင်လမ်းရှိဒေါခင်ကြီးမျိုးသမီးဆေးရုံတွင်ကပစ္စည်းတွေကိုစစ်တပ်အရာရှိတွေကဥဆောင်ပြီးခိုးယူရောင်းချနေကြောင်း AMNJ ကစုံစမ်းသိရှိရပါတယ်။အဲ့လိုစစ်တပ်အရာရှိတွေခိုးယူရောင်းချနေတာကိုစစ်တပ်လှည့်ကင်းကားတွေကတွေ့ရှိရတာကနေဖမ်းဆီးခဲ့တာကြောင့်၎င်းတို့အချင်းချင်းအချင်းပွားမှုတွေဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်။အဲ့ကပစ္စည်းတွေကိုစစ်တပ်အရာရှိကဥဆောင်ပြီးရောင်းချနေတာ။ ခုကထထောင်းချဖို့ပစ္စည်းတွေတင်ပြီးကားနဲ့ထွက်တဲ့အချိန်စစ်တပ်လှည့်ကင်းကားနဲ့တွေ့ပြီးဖမ်းခံလိုက်ရတာအဲ့ဒီမှာသူတို့ကိုစစ်ဆေးတော့စစ်တပ်ကဘုံမှုအဆင့်ရှိသူကဥဆောင်ပြီးရောင်းချနေတာဖြစ်နေတော့သူတို့ချင်းချင်းပြဿနာတွေတက်နေကြပြီလို့တက်တွင်းသတင်းရင်းမြစ်တူက AMIG ကို ပြောပါတယ်လက်ရှိမှာတော့အဆိုပါကိစ္စနဲ့ပတ်သက်ပြီးစစ်တပ်အရာရှိတွေချင်းချင်းပြဿနာဖြစ်ပွားတဲ့နောက်မှာတော့ ဆေးဟောကပစ္စည်းတွေကိုလက်ခံဝယ်ယူခဲ့တဲ့သူတွေထံလိုက်လံဖမ်းဆီးပြီးအကြမ်းဖက်ချင်းချငွေမြစ်တာတွေပြုလုပ်နေတဲ့အပြင်၎င်းတို့ပြစ်မှုတွေကို အစားဝင်ခံခိုင်းဖို့ပြုလုပ်နေတယ်လို့သတင်းရရှိပါရယ်။ Foundation တွေကပစ္စည်းတွေကိုသူတို့ခိုးပြီးထုတ်ရောင်းနေတာကတိမ့်ထောင်နဲ့ချီနေပြီးဘလောက်တောင်ရှိနေပြီလဲမသိဘူး။အခုမှကင်းလက်ကားနဲ့တွေ့လို့ဖမ်းပြီးတော့စစ်တပ်အရာရှိကရောင်းခိုင်းတာဖြစ်နေတော့သူတို့ချင်းချင်းမဖမ်းတော့ပဲပစ္စည်းတွေကိုလက်ခံဝယ်ယူတဲ့သူတွေကိုဖမ်းဆီးထားပြီး ချင်းချောင်းဝင်ညစ်တာတွေပြန်ရောက်ခိုင်းတာတွေလုပ်နေတာပေါ့သူတို့အပြစ်ကိုလွှဲချဖို့လုပ်နေတာပေါ့လက်ခံဝယ်ရတဲ့သူတွေကလည်းသူတို့စစ်တပ်ကရောင်းတော့ဝယ်လို့ရတယ်ထင်ပြီးဝယ်ကြတာပေါ့လို့၎င်းဖြစ်စဉ်နဲ့နှီးဆက်တဲ့စစ်တပ်တိုင်းဝန်ကမျိုးသားတဦးကပြောပြပါတယ်ဂျော်ခင်ဂျီမျိုးသမီးဆေးရုံမှာကိုယ်ဆောင်မိခင်ဆောက်ရှောက်ကုသမှုဆေးရုံဆင်းပြီးမွေးကင်းစနဲ့မိခင်များကို ဆောက်ရှောက်မှု ကိုယ်ဝန်ဆောင်မိခင်များခွဲစိတ်မွေးဖွားခြင်းနဲ့ သားကျော်ဖြတ်ခြင်းလုပ်ငန်းများသားဆက်ချားလိုတဲ့မိခင်များအတွက်သားဆက်ချခြင်းကိုဝန်ဆောင်လူနာများကိုခလင်းမွေးဖွားပေးခြင်းအရေးပေါ်ခွဲစိတ်မွေးဖွားခြင်းဝန်ဆောင်မှုတွေကိုလှုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ်ဒေါက်ကင်ဂျီမျိုးသမီးစေးယုံကို2019ခုနှစ်ဒီဇင်ဘာလမှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်မှဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်အဆိုပါဒေါက်ကင်ဂျီမျိုးသမီးစေးယုံကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံတန်ယုံမှလူရန်ပြီး တရုတ်နိုင်ငံငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းတို့ကအဆင့်မြင့်တင်ပြင်ဆင်တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်ကဒေါကင်ဂျီဖောင်ဒေးရှင်းရုံးတွေကိုဝင်ရောက်စီးနင်းပြီးအများပြည်သူလှူဒန်းထားတဲ့ငွေကြေးတွေနဲ့ပစ္စည်းတွေကိုသိမ်းဆီးခဲ့တဲ့အပြင်ဥက္ကဋ္ဌဖြစ်သူဒေါန်ဆန်းစုကြည်ကိုလည်းဖောင်ဒေးရှင်းမြေနေရာတွေနဲ့ပတ်သက်ပြီးယာရုအာနာအလွဲသုံးစားပြုကအဂတိလိုက်စားတယ်လို့ဆွဆဲပြီး ်အပြီးမှုလေးမှုအထိစစ်တပ်ကတရားစွဲဆိုထားတာဖြစ်ပါတယ်။